Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Winner Team မြန်မာ YouTube Channel ဘလုံးဘွဲ့သုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့ပွဲစဉ်တွေ၃ပွဲထိရှိတယ်ပေါ့နော် Serie A မှာ၂ပွဲနဲ့ La Liga မှာ၂ပွဲ၃ပွဲရှိတယ်ပေါ့နော်ဆိုတော့ဒီ၃ပွဲကိုကျွန်တော်နေနဲ့ဈေးကွက်သုံးသက်ချက်လေးတွေအဲတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးပွဲကတော့ကျွန်တော်တို့အဲ Verona နဲ့ကျွန်တော်တို့ Parma ပွဲမှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့ Verona ဒီအဆင့်15 Parma ဒီအဆင့်16 ကျွန်တော်တို့ဖွင့်ထားတဲ့ပေါက်ကြီးကတော့အင်ရှင်ကနေပြီးတော့ level 15ပြားရှုံးကျွန်တော်ကိုပေါက်ကြီးကနှလုံးကို60ရှုံးဆိုပြီးပေးထားတာတွေ့ရဲဆိုတော့ဒီနှစ်သိန်းဒီကျွန်တော်တို့ဘာကြော်တော့က2 3နဲ့အဲ Verona ကနေပြီးတော့နိုင်ထားတယ်ပေါ့နော်အဲဒီတော့ကပေါက်ကြီးကပါမားကနေပြီးတော့ level 100ပေးထားတာဗျဆိုတော့ဒီနေ့ပေါက်ကြီးကတော့ကျွန်တော်တို့ Verona ကနေပြီး level 15ပြက်ပဲပေးထားတာဖြစ်တယ်ကွာခြားချင်းကတော့ကျွန်တော်တို့20မဲ့กว่าတယ်ပေါ့နော်အဲပထမကြော်တော့ကကျွန်တော်ပါမားဒီ level 100ပေးထားရင်ကျွန်တော်တို့ Verona ဒီအဲသူ့ထက်အဆင့် အနေနဲ့အတင်ကိုအနည်းဆုံးတော့ level 100လောက်တော့ပေးတင်တာပေါ့အခုဈေးကတော့ကျွန်တော်တို့ဒါဒဲနီးပါးလောက်ကိုကျွန်တော်တို့ဈေးကိုဖွင့်လှစ်ထားတာတွေ့တယ်ဆိုတော့ဖတ်တူဟန်ကြီးကကျွန်တော်တို့ဗီဒိုနာအိမ်ခွင်မှာနောက်ဆုံးကန်ခဲ့တဲ့၃ဘွဲ့မှာဗီဒိုနာပဲကျွန်တော်တို့နိုင်ထားတာတွေ့တယ်အဲဟိုဗီဒိုနာဒီကျွန်တော်တို့အဆင့်၁၈ကအန်ဘိုလီအတင်ကိုကျွန်တော်တို့ဒဲချေးပေးထားတာကျွန်တော်တို့တွေ့တွေ့တယ်ခင်ဗျဒီဗီဒိုနာရဲ့ဈေးကတော့တော်တော်လေးကျွန်တော်တို့ပြော့နေတဲ့အတွက်ကြောင့်အဲအင်ရှင်ဗီဒိုနာအနေနဲ့ဒီဘွဲ့မှာတော်တော်လေးရုန်းကန်တော့ ရုံးကန်ရနိုင်တယ်ပေါ့နော်ဆိုတော့ BTT ရဲ့ဈေးကွက်ကတော့1.83နဲ့ yes ဖြစ်ဖို့နည်းနည်းလေးအားကောင်းနေတယ်ခင်ဗျနောက်ပွဲတော့ကျွန်တော်တို့ Lazio နဲ့ Torino ပွဲမှာနော်ဒီမှာတော့ Ancient Lazio ကကျွန်တော်တို့အဆင့်9ရှိတယ် Torino ကတော့အဆင့်17ရှိတယ်ပေါ့ဒီမှာဖွင့်လှစ်ထားတဲ့ပုံကြီးက Ancient Lazio ကနေပြီးတော့တလုံး85စာကိုအောင်ကြီးကနှလုံးကို60ရှုံးဆိုပြီးတော့ပေးထားတာတွေ့တယ်ဒီနေ့သင်းဒီပထမကြော်တော့ကကျွန်တော်တို့2 3နဲ့လာစီကနိုင်ခဲ့တယ်ပေါ့နော်အဲဒီတော့အထည်ကြီးပဲပေးထားပါပေါ့နော်ဒီနေ့ပြန်ပြရမယ့်ကြီးကလာစီတို့ အိမ်ခွဲမှာလည်းပဲတရာရှုံးကျွန်တော်တို့ပြီးတင်နေပါတော့အခုကတော့ကျွန်တော်တို့တလုံးကို85ထိပြီးထားတာတွေ့တယ်ဆိုတော့ head to head ရကျွန်တော်တို့ Lazio ဒီအိမ်ခွဲမှာနောက်ဆုံး၄ပွဲကျွန်တော်တို့မှာတပွဲပဲကျွန်တော်တို့ Lazio ဒီနိုင်ထားတာတွေ့ရပေါ့နော် Lazio ဒီကျွန်တော်တို့အိမ်ခွဲမှာအဆင့်30 Udinese ကိုတလုံး90စာပြီးထားတာတွေ့ရပေါ့နော်ဆိုတော့ဒီနေ့ Lazio ရဲ့ပွဲကတော့ကျွန်တော်တို့ အဲအဆင့်30ကိုပေးထားတဲ့ဂျီနဲ့ဆိုလို့ရှင်တော့အနည်းငယ်လေးနည်းနည်းလေးပြော့တဲ့အောင်အောင်ရှိတယ်ပေါ့နော်ဆိုတော့ဒီ BTDS ဈေးကွက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ဟိုပေါ့နော်ဈာတူဒီပါပဲကျွန်တော်တို့ရှိတယ်ကျွန်တော်တို့နောက်ဆုံးပွဲကတော့ကျွန်တော်တို့ setter နဲ့ကျွန်တော်တို့ dapper mask ပေါ့နော်ဒီမှာတော့ ancient setter ကအဆင့်9 dapper mask ကအဆင့်16ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဖွင့်လှစ်ထားတဲ့ပေါက်ကြီးက ancient ကနေပြီးတော့1ဒီပေးထားပြီးတော့ကိုပေါင်းစီက3လုံးကို90စားဆိုပြီးပေးထားတာတွေ့ရတယ်။ဒီနှစ်သင်းဒီပကြော်တော့ကျွန်တော်တို့ Z1 နဲ့ setup ပြီးကိုကကျွန်တော်နိုင်ထားတာတွေ့တယ်အဲ့တုန်းက setup ဒီ level ရှုံးပေးထားတာဖြစ်တယ်အဲ့တော့အခုပြန်ပေးရမယ့်ခြေကကျွန်တော်တို့ 1D ပေါ့နော် setup ဘက်က 1D ပေးရမယ့်ခြေဖြစ်တယ်ပောက်ကြီးကတော့ကျွန်တော် 1D ဆိုတာတော့မှန်တယ်ပေါ့နော်နောက်ကျွန်တော်တို့ head to head ရကျွန်တော်တို့၃ချိန်နောက်ဆုံး၃ချိန်မှာ setup ပဲကျွန်တော်တို့နိုင်ထားတာတွေ့တယ်ပြီးတော့ကျွန်တော်တို့ setup ပြီးကိုဒီအိမ်ခွင်းမှာကျွန်တော်တို့အဲ liga nest ကိုပေါ့နော် ဒီလီကာနဲ့သူနဲ့ဒီလာဘမန်နဲ့ဆိုရင်ကျွန်တော်တို့ကအဆင့်မကွာဘူးကွနော်အဆင့်78ကလီကာနဲ့ကိုကျွန်တော်တို့1ထီပေးထားတာတွေ့ရပေါ့နော်အဲ့တော့ဆက်တာဘီကိုရဲ့ပေါက်ကြီးရကျွန်တော်မှန်ကန်တယ်ပြီးတော့ဆက်တာဘီကိုဒီဟတ်တူဝဲရလာဘမန်ကိုကျွန်တော်တို့နိုင်ထားတာတွေ့ရတော့ကြောင့်အဲဆက်တာဘီကိုဒီဘက်မှာနိုင်ချေတော်တော်လေးအားကောင်းပါတယ်ခင်ဗျာ BTD ရဲ့ဈေးကွက်ကတော့ကျွန်တော်တို့စားတူဝဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဒီနေ့မှာကစားမဲ့ကျွန်တော်တို့ပွဲစဉ်လေးတွေကိုဈေးကွက်သုံးသပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ